စွန်ဆိုင်ရတာကိုကြိုက်တကကချားမန်းဆိုတဲ့စူဆန်ရှာဖွေတဲ့သူကိုအယံကိုတော့ကြားတယ်ကလေးတယောက်ဖြစ်တယ်ချားကတောင်အမေရိကမှာတာယာလပါတဲ့ရေတုံကိုရှာတွေ့ထားပါတယ်သူကရေတုံကိုလို့နာမည်ပေးထားပြီးအဲ့ဒီနေရာမှာထူးဆန်းတဲ့အပင်မျိုးစစ်တင်နေတခါမှမမြင်ဘူးတဲ့တတဝါတွေကိုလည်းရှာဖွေတွေ့ရှိထားတာကြောင့်ချားကအယံနဲ့ပုံပြီးနာမည်ကြီးခဲ့ပါတယ်ချားဟာတူကိုယ်တိုင်ရေးဆဲခဲ့တဲ့လှေတမောနဲ့တနစ်ကြာစူဆန်းရန်ထွက်ပြီးရဲ့နှောက်မှာတော့အကောင်တကောင်ရဲ့အယူစုကိုတွေ့လို့ယူဆောင်ခဲ့ပါတယ် အယိုးစုကိုတိတ်ပတ်ပညာရှင်တွေကစမ်းသပ်ကြည့်တဲ့အခါမှာတော့အတုဖြစ်နေတာကြောင့်ခြားကိုစူးစက်ရှာဖွေလို့စင်းကနေထုတ်ပယ်လိုက်ပါတယ်။ဒါဝမကျင်းတဲ့ခြားကတုခရေတကုံကနေတက်ရှိတကောင်ဖမ်းလာပြမယ်လို့အားလုံးကိုကတိပေးခဲ့လိုက်ပြီးခြားကသူ့ရဲ့လှေတင်းမောနဲ့စက်တွေဖီးထွက်ခဲ့ပါတယ်။တနေ့မှာတော့လူမနေတဲ့အိမ်မှာကားလိုပဲစွန်စန်းခန်းတွေကိုကြိုက်တဲ့မိန်းကလေးကစွန်စန်းခန်းဖွင့်နှံကစားလို့နေခဲ့ပါတယ်။သူ့လူမရတော့အယ်လီပဲဖြစ်တယ်။အယ်လီကကားကိုတွတ်တွတ်ချင်းမှာပဲသူ့ရဲ့အဖွဲ့ဝင်ဖြစ်တခါနဲ့ခန့်အပ်လိုက်ပါတယ်။တော်လည်းပြစကားနဲ့လေအဲလီနဲ့ကားတော့ စိတ်ဒုက္ခူဖြစ်တာကြောင့်တခဏလေးတွေးမှပဲခင်မင်းရင်းနေလို့လာရပါတယ်။အဲလီကလည်းစွန်စန်းခင်းလေးဖွင့်တဲ့ချောင်းကိုတဘောကျလို့နေခဲ့ပါတယ်။အဲလီရဲ့ပထမဆုံးအိမ်မက်ကတုခရေတကုန်ဘေးမှာအင်္ဂလိပ်စောင့်နေခြင်းလား။အဲလီရဲ့ပထမအိမ်မက်ဖြစ်တယ်လို့ကားကိုပြောပြခဲ့ပါတယ်။ကျန်နေသေးတဲ့စာရွက်တကူလည်းဟိုရောက်မှထပ်ရေးဖို့အတွက်ချမ်းလို့ထားရပါတယ်။ငယ်စဉ်ကတည်းကစိတ်လူကိုယ်လိုဖြစ်ခဲ့တဲ့ကားနဲ့အဲလီတို့ကအရင်ရောက်တဲ့ခါမှာတော့ချစ်ခင်ဆုံးမပြီးလက်ထပ်ခဲ့ကြပါတယ်။ကားနဲ့အဲလီတို့ကတူတူနဲ့ရောက်နေဖို့အတွက်စတွေ့ခဲ့တဲ့အိမ်လေးကိုဝယ်ခဲ့ပြီးအဲဒီမှာပဲပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းလို့နေခဲ့ပါတယ်။ အချင်းကြလာတော့ကာရုနဲ့ရောက်ကလေးယူကိုစီစဉ်ခဲ့ကြပေမဲ့အဲလီကကလေးမရနိုင်တဲ့အကြောင်းစေမကောင်းဖြစ်လို့တွားရပါတယ်။စေမကောင်းဖြစ်နေတဲ့အဲလီကိုကာကနှစ်တိတ်ပြီးဖို့အတွက်ငယ်တုန်းကအိမ်မက်အတန်းဒုက္ခရေတုံကိုတွားဖို့အတွက်ပြင်ခဲ့ပါတယ်။ဒုက္ခရေတုံကိုတွားဖို့အတွက်အလွတ်လွတ်ပြီးပတ်စံစုလို့နေခဲ့ပါတယ်။အကြောင်းအမျိုးမျိုးကြောင့်ဒုက္ခရေတုံကိုတွားဖို့အတွက်စုထားတဲ့ပတ်စံတွေကိုထုတ်တုံးနိုင်ရပါတယ်။တူတူနဲ့ရောက်ရင်အိမ်မက်ဖြစ်တဲ့ဒုက္ခရေတုံကိုတွားဖို့အစီအစဉ်ကတဖြည်းဖြည်းဝေးလို့တွားပြီးအသက်ကလည်းကြီးပြင်းလို့လာခဲ့ပါတယ်။ဒီနေ့မှာတော့မိမဖြစ်သူကကျမ်းမာရေးအခြေအနေကြောင့်ဆုံးလို့တွားရပါတယ်။ မိမပြတ်သူမရှိတော့တဲ့ကကားတယောက်တည်းဖြစ်လို့နေပြီးသူတို့ပုံဝင်ကျင်ကလည်းပြောင်းလို့သွားပြီးကားတို့တအိမ်နဲ့တာကွက်ပြီးကြံလို့နေရပါတယ်ကားကတော့အေလီနဲ့ကားတို့အတူနေရတဲ့အိမ်ကနေမဖယ်ပေးကျင်တာကြောင့်ပတ်စနေဘလော့ပဲပေးပေးလုံးဝမပေးခဲ့ပါဘူးဒီနေ့မှတော့အထီးကျန်လာတဲ့ကားစီကိုရက်ဆဲဆိုတဲ့ကောင်လေးကရောက်လို့လာရပါတယ်ရက်ဆဲကစူးစမ်းရှောက်ပွေးမှုအတင်းကကလေးပဲဖြစ်တယ်ပုံဝင်ကျင်စူးစမ်းရှောက်ပွေးမှုတွေမှာလူကြီးသူမကိုကူညီတဲ့စုတစည်းလုံနေတာကြောင့်ကားကိုကူညီဖို့ရောက်လို့လာရပါတယ် မိမဖြစ်သူမရှိတော့တဲ့ခါကကလူတွေနဲ့စကားပြောအောင်လူဘာသာဖြစ်လို့နေပြီးရက်ဆဲဝဆဲဆိုနေထောက်လိုက်ပါတယ်ဇွဲမလျှော့တဲ့ရက်ဆဲဟာကားအိမ်ရှိမှာစူးစမ်းရှာဖွေမှုအကြောင်းလေးပြောပြနေတော့တကယ်မရှိတဲ့စနိုင်ငယ်ကိုတွားရှာခိုင်းခဲ့ပါတယ်တနေ့မှာတော့ကားတို့အိမ်ရှိကိုလမ်းကျိတ်ဆက်ကဖြတ်သွားချိန်မှာကားနဲ့အလီတို့လှုပ်ထားတဲ့စာတိုင်ပုံးကိုတိုက်မိရာကြောင်းစိတ်တူပြီးလက်လျှော့တုံးနဲ့ရိုက်လိုက်တာကြောင့်တရားရုံးတင်ခံလိုက်ရပါတယ်တရားရုံးကကားကိုတယောက်တည်းဖြစ်နေပြီးအခေါ်မရှိရာကြောင့်ဘိုးဘွားရိတ်တာတွားဖို့အမိန့်ချလိုက်ပါတယ် မနက်မှတော့ကားကိုဘိုးဘာရိုက်တာကဝန်ထမ်းနေရာလာခေါ်တော့အပြင်မှာခဏဆောက်ခိုင်းခဲ့ပါတယ်။ခဏကြာမှတော့ကားတို့အိမ်ကနေမီလီယံနဲ့ချီတဲ့လေပူပေါင်းတွေကထွက်လာပြီးကားတို့အိမ်ကလေဘော်ကိုတဖြည်းဖြည်းနဲ့တက်လို့တော့ရပါတယ်။ကားကအဲလီငယ်စင်ကတွားရင်ခဲ့တဲ့သူ့ကရေတကုန်ကိုလေဘော်ကနေပြန်ပြီးတွားရပါတယ်။ကားကလေထဲအိမ်ပေါ်မှာတည်ရီတမောအိတ်လို့နေပြီးခဏအကြာမှာတော့အပြင်ကနေအတန်ကြံတန်ကြားလာကြောင်းတွားကြည့်ချိန်မှာတော့ရက်ဆဲဖြစ်လို့နေခဲ့ပါတယ်။အပြင်မှာရှိနေတဲ့ရက်ဆဲကိုအနေရများနေကြောင်းကားကအိမ်ထဲကိုခေါ်ခဲ့ပါတယ်။ အားကရက်ဆဲကိုအိမ်ပြန်ပို့ဖို့အတွက်လေဘွားနဲ့ချိုးတန်းလန်းနဲ့ချပေးရင်အန္တရာယ်များနိုင်ကြောင်းဒီထက်ပိုကောင်းတဲ့အကြံဉာဏ်ကိုစဉ်းစားရပါတော့တယ်။လေဘွားပြန်တန်းနေချိန်မှာရုတ်တရက်မိုးရွာတာကြောင့်ကားကသူ့ရဲ့ပစ္စည်းတွေကိုမပြုတ်ကြအောင်လိုက်ဖမ်းနေတတိလစ်သွားခဲ့ပါတယ်။ကားကနိုးလာတဲ့အချိန်မှာတော့အန္တရာယ်ကင်းတဲ့နေရာကိုရောက်နေတာတွေ့လိုက်ရပါတယ်။ရစဲရသူ့ရဲ့ GPS နဲ့ကားအရင်းကိုတွားကျင်တဲ့တောင်အမေရိကကိုရောက်နေကြောင်းပြောတော့မြူရီဆိုင်ပြီးအောက်ကိုဘာမှမမြင်ရတာကြောင့်အောက်ဆင်းကြည့်ချိန်မှာတော့ကျန်းနဲ့တိုက်ပြီးရစဲတို့နဲ့ရော လင်းကြလို့တွားပြီးအင်းရဲ့အလေးချိန်ကမရှိတော့တာကြောင့်လေဘောပြန်တက်သွားတော့လိုက်ဖမ်းရပါတည်တယ်။ဂျော်ကန်ကတစ်ခါမှတော့ကားအရန်ကိုတွားခြင်းနဲ့ဒုက္ခရေတကုန်းကိုမြင်လိုက်ရပါတယ်။ကားကရွေးချယ်ချက်မရှိတော့တဲ့နောက်မခေါ်ဘဲနဲ့ပါလာတဲ့ရက်ဆဲကိုအဖို့အဖြစ်ခေါ်ခဲ့ပါတယ်။ကားကတော့ဒုက္ခရေတကုန်းစီကိုတွားဖို့တန်ရက်ဆဲနဲ့အထူးတောတောင်တွေကိုဖြတ်ပြီးအင်းကိုကျိုးနဲ့ဆွဲသွားခဲ့ပါတယ်။လန်ကူရက်မှာရက်ဆဲကဘိုက်နာတာကြောင့်ခြုံတိုးဖို့တွားခြင်းမှာအတက်ကြီးပြီဖြစ်တဲ့ကားကလည်းခဏနားလို့နေခဲ့ပါတယ်။ရက်ဆဲကခြုံတိုးနေရင်ငှက်ကောင်ရဲ့ခြေရာကိုတွေ့ပြီး သူ့ရဲ့စနိုင်ကစာပေါ်တော်ကိုပြန်ဖွင့်ခဲ့ပါတယ်။လွန်ဆဲစားနေတဲ့ချောကလက်ကိုအကောင်တကောင်ကစားနေတာကိုသတိထားမိသွားပြီးခေါ်တော့စနိုင်ငယ်ဖြစ်လို့နေဘက်ဆဲကစနိုင်ငယ်ကိုကားစီချိုကလက်နဲ့မြှားခေါ်ခဲ့ပါတယ်။ဘက်ဆဲကစနိုင်ငယ်ကိုကေဗင်ဆိုပြီးတော့တောင်းနာမည်ပေးထားလိုက်ပါသေးတယ်။ကားကတူမရှိဘူးထင်တဲ့စနိုင်ငယ်ကိုမြင်တော့လှန့်လို့တွားရပါတယ်။စနိုင်ငယ်တွေကရှာပါမျိုးစိတ်တွေတဲကတကောင်ဖြစ်ပြီးမတမာဒူရီတာနဲ့ရောင်းစားမှာဆိုပေမဲ့ကားကတူခရေတကုံမှာအေးအေးဆေးဆေးနေနေတာကြောင့်ရံမမှုပေမဲ့စနိုင်ငယ်ကသူ့တို့နောက်လိုက်မလာအောင်မောင်းထုတ်ခဲ့ပါတယ်။ ရဆဲကတော့ကေဗင်ကိုချောကလန့်နဲ့မြန်းခေါ်ပြီးသူတို့နောက်လာဆိုင်ခဲ့ပါတယ်။အဲဒီမှာခွေးတောင်ကိုတွေ့တော့ရဆဲကခွေးပါထမ်းမွေးရှင်ပါလေ။ခွေးရဲ့နမရတော့တက်ဖြစ်ပြီးလူစကားမှပြောတဲ့ကြောင့်ကာလိုလှမ်းလို့နေခဲ့ပါတယ်။ခုလိုလူစကားပြောတတ်အောင်သူတို့တခင်ကလဲပြီးမှဆက်တက်ပေးထားတာဖြစ်ပြီးစလိုက်ငယ်ကိုဖမ်းဖို့အတွက်မစ်ရှင်တစ်ခုကြောင့်ရောက်လို့နေတာပဲဖြစ်တယ်။ဒါကစလိုက်ငယ်ကိုယူသွားလို့ရမလားလို့ပြောတော့အဆကလေးကမခေါ်ချင်းတဲ့ကားကယူသွားခိုင်းခဲ့ပြီးဒါကတော့စလိုက်ငယ်နောက်တခေါက်ခေါက်လိုက်လို့နေခဲ့ပါတယ်။တစ်ဖက်ကဒက်ရဲ့အပေါ်တွေကစလိုက်ငယ်ကိုလိုက်ချလို့နေခဲ့ပါတယ်။ ပိုးကြောင်ကြောင်ဖြစ်နေတဲ့ဓာတ်ကိုအဖွဲဓာတ်တွေကတကောင်နဲ့လွတ်ခဲ့ပြီးပိုးကြောင်ကြောင်ဓာတ်ကစနိုင်ငယ်ကိုမိပြီးဆိုတဲ့အကြောင်းသူတို့အဖွဲဓာတ်ရဲ့လေဘေးမှာတွေ့တော့ခြေရခံပြီးနောက်ကနေလိုက်ခဲ့ပါတယ်။နောက်ကနေတခေါက်ခေါက်လိုက်ခဲ့တွင်နေတဲ့ဓာတ်ကိုကားကဆိတ်ရှုပ်တဲ့အကြောင်းဘောလုံးကိုခြုံလဲပြတော့ဓာတ်ကဟိပွားကောက်ခဲ့ပါတယ်။ရက်ဆဲစီကချိုကလက်ကိုယူပြီးကောက်ပြတော့ချိုကလက်ကြိုက်တဲ့စနိုင်ငယ်ကလည်းအငမ်းမရလိုက်သွားခဲ့ပါတယ်။ကားကစနိုင်နဲ့ဓာတ်တို့မရှိတော့လိုရခီးကိုရှေ့ဆက်ခဲ့ပါတယ်။ရန်တထောင်နားချိန်မှာတော့တန်တဲ့စနိုင်ငယ်တို့ကရောက်လို့နေခဲ့ပါတယ်။ တညမှာတော့မိုးတဲချိန်မှာကားရဲ့အင်လေးကတူတူလေးတွေအတွက်မိုးခိုစရာဖြစ်လို့နေခဲ့ပါတယ်။ရစေးကခုလိုကောင်းတာတစ်ခေါက်ခေါက်လိုက်နေတာကလူကြီးတူမတွေကိုကူညီတဲ့စုတဲ့စေကိုရကျင်လို့လိုက်ရတာဖြစ်ပြီးရစေးကိုယ်တိုင်ကလည်းခုလိုကူညီရတော့ကိုသဘောချလို့နေခဲ့ပါတယ်။ကားကတော့ရစေးကိုတနေ့ကိုလမ်းလျှောက်ထားတာဆိုတော့ပင်ပန်းနေမှာစိုးလာကြောင်းအိတ်ခန်းခဲ့ပါတယ်။မနေ့ရောက်တဲ့ခါမှာတော့ကားကအရင်ဆုံးတော့ကေဘင်ကမရှိတာကြောင့်ရစေးကိုနှောပြီးခရီးဆက်မယ်လို့ဩပြောတော့ကေဘင်ကမရှိတော့တာကိုဒရစ်ထမ်းပြီးတဲ့ရစေးကဩခေါ်တော့ ။အေးအမိုးပေါ်မှာအစာစာတွေနဲ့အတူရှိနေတဲ့ကေဗင်ကိုမြင်လိုက်ရပါတယ်။ကားကတော့သူ့ရဲ့အစာအစာတွေကိုအမိုးပေါ်ယူသွားတာကြောင့်တင်းလို့နေခဲ့ပါတယ်။ကေဗင်ကတော့သူ့ရဲ့တာသမီတွေကိုအော်ခေါ်လို့နေပြီးအစာအစာတွေကိုယူပြီးကားနဲ့ရက်ဆဲတွေကိုနှုတ်ဆက်ကသူ့ရဲ့တာသမီတွေစီလိုက်လို့သွားရပါတယ်။ရက်ဆဲရဲ့ချောကလက်တွေကိုစားမယ်။ကေဗင်ကမရှိတော့တဲ့ကြောင့်ကားကိုကျွေးခဲ့ပါတယ်။ ။အဲ့ချိန်မှာခွေးတအုပ်ကရောက်လာပြီးတက်ကစနိုင်းငယ်ဖမ်းမိတယ်ဆိုလို့ရောက်လာတာဖြစ်တယ်။ညက်နဲ့တူတာဆိုလို့ဘာတစ်ခုမှမရှိတာကြောင့်ကားနဲ့ရက်ဆဲတို့ကိုသူတို့တခေစီခေါ်သွားရုံကလွဲပြီးရွေးချယ်စရာမရှိတော့တာကြောင့်ခေါ်လို့သွားရပါတယ်။စခန်းသားရောက်တဲ့ခါမှာတော့မြွားစွာတော့ခွေးတွေကိုတွေးလိုက်ရတော့လန့်လို့နေခဲ့ပါလေ။အဲချိန်ထူးထူးရဲ့တခင်ကရောက်လာတော့ကားကခမားကလုံလေတော့နှစ်ပေါင်းများစွာငှက်ရှာထွက်ခဲ့တဲ့ချာမဟုတ်လား။ဟုတ်ပါတယ်။ကျွန်တော်နဲ့ကျွန်တော်မိမကခမားရဲ့အမကပြလိုက်တယ်ဗျ။ဟုတ်တလား။ဟုတ်ပြီလေ အဲ့လိုပြောပြီးနောက်မှာတော့ကားတို့ကချွားရဲ့အမကပြိတက်တွေဖြစ်တာကြောင့်ဘာတစ်ခုမှရံမမှုကိုခွေးတွေကိုပြောလိုက်ပါတယ်ချားကတော့ကားတို့ကိုအနစ်နစ်လက်လာစူဆောင်းခဲ့တဲ့ပစ္စည်းတွေကိုလိုက်ပြလို့နေပြီးညနေစာကိုပါတဲခင်အခန့်ကျွေးမွေးခဲ့ပါတယ်စားတော့ပြီးရင်နောက်မှာတော့ချားကနှစ်ချီရှာပွေထားတဲ့ငှက်အချောင်းနဲ့အရိုးပုံကိုပြတော့ကားတရောအရိုးစုကကေဗင်တို့လိုတပုံစံနဲ့တူတဲ့အရိုးဖြစ်လို့နေတာကိုသတိထားမိသွားပါတယ်ချားကခုလိုငှက်ကြီးကိုရှာနေတာအရင်ကသူ့ကိုလူတိုင်းလို့ပြောတာကိုမခံချင်တာကြောင့်ရှာနေရတာဖြစ်ပြီး ငတ်ကြီးကိုရှာတဲ့အချိန်မှာသူ့ရဲ့ခွေးတွေအများကြီးဆုံးရှုံးလိုက်ရကြောင်းမှာပြောပြလို့လာရပါတယ်။ရက်ဆဲကတော့ဘူမတီဘာမတီအဲ့ဒီအယူကကေဗင်နဲ့တူတယ်ဆိုတဲ့ကြောင်းနဲ့ကေဗင်ကငတ်ကြီးတဟောင်ဖြစ်ပြီးဒူဒူနောက်ကိုလိုက်လာစေဖို့ချိုကလက်နဲ့များခေါ်လာရတယ်ဆိုပြီးပြောတော့နောက်ဆက်တွဲဘာလို့ဖြစ်မလဲဆိုတာသိနေတဲ့ကားကတော့သူ့ဟာကလေးပဲရှိတယ်ဘာမှမသိပဲရှောက်ပြောနေတာဆိုပြီးတော့စကားလွှဲလိုက်ပါတယ်။အပြင်မှာကေဗင်ကရောက်နေတာကိုကားကမြင်တော့အိမ်ပြန်ဖို့လုပ်ခဲ့ပါတယ်။ အဲ့ချိန်အပြင်ကနေအတန်တန်ကြားချိန်မှာတော့ကြီးလိုက်ချိန်မှာခြားအရင်လိုချင်တဲ့ငှက်ဖြုတ်လို့နေခဲ့ပါတယ်။အဲနော်ကားနဲ့ရက်ဆဲတို့ကထွက်ပြေးလို့တွားပြီးကားတို့ထွက်ပြေးလို့ရအောင်ဓာတ်ခါကူညီပေးခဲ့ပါတယ်။ကားတို့နောက်ကိုခွေးတအုပ်ကလိုက်ခဲ့ပြီးခြောက်တစ်ခုနာရောက်တဲ့ခါမှာတော့ကားကငှက်ရဲ့ခွေးရဲ့ရက်ဆဲရဲ့ကိုလေပူပေါင်းနဲ့ချိန်ဆွဲထားတဲ့အိမ်နဲ့တစ်ဖက်ကိုကူးခဲ့ပါတယ်။တစ်ဖက်ကိုကူးတဲ့ချိန်မှာဂင်မင်းရဲ့ချက်တော့ကိုခွေးတကောင်ကကိုက်လိုက်တာကြောင့်အနာရလို့တွားပြီးရက်ဆဲကအနာကိုပက်တိစီးပေးလိုက်ပါတယ်။ ကေဗင်ကိုရက်ဆင်းတဲ့ကားတို့ကသူ့ရဲ့တပ်သမီးတွေရှိတဲ့နေရာကိုလိုက်ပို့ပေးခဲ့ကြပါတယ်။အဲချိန်ငါအကြီးကြီးတွေကိုလိုချင်နေတဲ့ခြွာကဘယ်ကနေအနှက်ခံလိုက်လာလဲမသိဘူး။ကေဗင်ရှိတဲ့နေရာကိုရောက်လာပြီးကေဗင်ကိုပိုက်ကုတ်နဲ့ပစ်ဖမ်းလိုက်ပြီးကားရဲ့အိမ်ကိုပါမင်းရှို့လိုက်တာကြောင့်ကားတရကေဗင်ကိုမကယ်နိုင်တော့ပဲမီးလောင်နေတဲ့သူ့ရဲ့အိမ်ကိုဒါမင်းညိတ်တက်ခဲ့ပါတယ်။ရက်ဆင်းကကေဗင်ပါသွားတော့ကားကိုအတော်လေးကိုဆစ်ဆိုးလို့နေပြီးဓာတ်ကိုလည်းအားလုံးကတက်ရောက်လာလို့ခုလိုဖြစ်ရတာပါဆိုပြီးတော့ကားကဓာတ်ကိုပါမောင်းထုတ်လိုက်ပါလေ။ ကားကတူနောက်ကိုတယောက်မှလိုက်မလာလဲဒုက္ခရေဒဂုံစီကိုတွားมาဖြစ်တယ်လို့ပြောပြခဲ့ပြီးအိမ်ကိုပါဆွဲသွားခဲ့ပါတယ်နောက်ဆုံးမှာတော့ဒုက္ခရေဒဂုံစီကိုရောက်လို့သွားပြီးရက်ဆဲကနောက်ကနေလိုက်လာပြီးပူဇော်ထားတဲ့စုတစစ်ကိုမလိုချင်ကြောင်းပြောပြီးကေဗင်ကိုတွားခဲ့ဖို့ထွက်သွားရပါတယ်ကားကသူ့မိမရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်လို့ပြောလို့နေခဲ့ပြီးနောက်စာမျက်နှာတွေမှာစွန်စားခန်းအတွက်ရင်းမဲ့ဖို့လှုပ်ချင်မှာ မိမဖြစ်သူမဆုံးနိုင်ကြတဲ့ကကားနဲ့အတူရက်ခဲ့တဲ့ပုံတွေကိုကက်လို့ထားရပါတယ်။အဲလီကကားနဲ့အတူရှိနေစဉ်ကစွန်စားကန်းတွေပဲဖြစ်လို့နေခဲ့ပြီးကျန်ခဲ့တဲ့ကားကိုလည်းစွန်လန်းကန်းတွေဆက်လို့ပုံမှားသွားခဲ့ပါတယ်။ကားကရက်ဆဲကိုပြန်ချောဖို့အတွက်အိမ်ပြန်ထွက်ချိန်မှာရက်ဆဲကပူပေါင်းနေတဲ့သူကေဗင်ကိုကယ်ဖို့ထွက်သွားခဲ့ပါတယ်။ကားကလည်းရက်ဆဲနောက်ကိုလိုက်ဖို့အိမ်ရဲ့အလေးချိန်ကိုရှော့ချဖို့အတွက်ပရီဘောက ပစ္စည်းတွေအကုန်လုံးကိုထုတ်ပြီးနောက်ကနေလိုက်ခဲ့ပါတယ်။အိမ်ကလေပေါ်မှာပြန်နေစဉ်မှာအပြင်ကတကားခောက်တန်ကြလို့တွားကြည့်ချိန်မှာတော့တက်ဖြစ်လို့နေပြီးကားတစ်ယောက်ပျော်လို့နေခဲ့ပါတယ်။ ရဆယ်ကတော့စွန့်စွန့်ဆန်းဆန်းနဲ့လေဒီမော့စီကိုရောက်လို့တွားရပါတယ်။အပေါ်ရောက်ရောက်ချင်းမှာပဲရဆယ်က ခွေးအုပ်စုတွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ပြီးခြားကရဆယ်ကိုအပေါ်ကနေပြစ်ချမဲ့အချိန်မှာမှားကအချိန်မီရောက်လာပြီးရဆယ်ကိုကယ်လိုက်ပါတယ်။ကားကရဆယ်ကိုဒီမာတာနေခိုင်ပြီးကားကဒါကိုဖြေရှင်းဖို့အတွက်ထွက်သွားရပါတယ်။ကယ်ဘင်ကိုစောက်ကြည့်နေတဲ့ခွေးတိုက်ကိုကားကဘောလုံးနဲ့လှည့်စားလိုက်ပြီးကယ်ဘင်ကိုကယ်လိုက်ပါတယ်။ကယ်ဘင်လုံးကအကြီးကိုအတေရရအရှင်ရလုံရင်နေတဲ့ခြားကရောက်လာပြီး ကားနဲ့ခြားလို့အဖိုးကြီးတို့မြောက်ကခြားကြောက်ကုန်ပါလေရောတဖက်ကဓာတ်ကလည်းခွေးတို့ရဲ့ခေါင်းဆောင်နဲ့ခြားကြရင်တက်ကရှောင်းရင်တိန်းနဲ့ခွေးခေါင်းဆောင်ကိုနိုင်လို့တွားရပါတယ်ကားနဲ့ကေမင်တို့ကတည်ရင်သူ့တို့အဖွဲတွေကပြန်ဆုံးလို့တွားပြီးအင်ကိုပြန်ဖို့လုပ်ခဲ့ပါတယ်အဲ့ချိန်ခြားကရောက်လာပြီးဟူဝေါင်းတွေကိုတနက်နဲ့ပြစ်လိုက်ပါတယ်ကဲတော့အင်းရဲ့အလေးချိန်ကမမျှတော့တာကြောင့်အောက်ပြုတ်ကြခြင်းမှာကားကအင်းကိုဆွဲထားလိုက်ရပါတယ်။ငါအရင်ကလိုချင်နေတဲ့ခြားက မြင့်ရှိတဲ့အိမ်ကိုတက်သွားခြင်းမှာကာကဒန်းနဲ့ရက်ဆဲကိုကေဘင်ကိုမြင်းမြင်းကင်ထားဖို့ပြောလိုက်ပါတယ်ချိုကလက်ကြိုက်တဲ့ကေဘင်ကိုချိုကလက်နဲ့မြားခေါ်တော့ပြေးထွက်လို့လာပြီးကေဘင်ကိုလိုချင်လို့နောက်ကနေလိုက်ခဲ့တဲ့ခြားကလည်းတုတ်ကြလို့သွားပြီးအလိစာရောက်လို့သွားရပါတယ်။ကားကတော့သူ့မိမနဲ့အတူနေထိုင်ခဲ့တဲ့အိမ်လေးကိုဆုံးရှုံးလိုက်ရတော့စိတ်မကောင်းဖြစ်ပေမယ့်အိမ်လေးတစ်လုံးသာဆိုတဲ့စိတ်လေးနဲ့အားတင်းထားရပါတယ်။ငှက်ကလေးတွေကိုလည်းသူတို့ရဲ့အိမ်ကိုလိုက်ပို့ပေးခဲ့ပြီးကားနဲ့ရက်ဆဲတို့ကတော့ခြားရဲ့လေတင်ပေါ်နဲ့အတူအိမ်ကိုပြန်ခဲ့ပါတယ်။ ပြန်ရောက်တဲ့ခါမှာတော့ရက်ဆဲကိုလူကြီးတူမတွေကိုကူညီတဲ့ဆုတဲ့စိတ်ကိုချိမိပေးလိုက်ပြီးကားကတော့အဲ့ဒီဆုတဲ့စိတ်တွေထပ်ပိုးကောင်းတဲ့စပါကလေးအဖုံးတဲ့စိတ်ကိုဆုချိမိပေးလိုက်ပါတယ်